ကျွန်တော်ဒီ DW channel လေးကိုအစင်တစားကြည့်ရှုအားပေးနေတဲ့ကဘာအနှံ့နိုင်ငံတီးတီးကညီကိုမောင်မတွေအားလုံးစိတ်ချမ်းသာခြင်းကိုကြည့်ချင်ပါတယ်ပြည်တော်နဲ့ညနေခင်းလေးဖြစ်ပါပြီလို့ကျွန်တော်ဒီ DW channel ကနေပြီးတော့ရှေးဥထမစွာစုမုံကောင်းတောင်းပေးပါတယ်ဗျကဲဟုတ်ပြီညီကိုရဲ့ဒီ season လေးကတော့ခဏနေဆိုရင်ကိုလာတော့မယ်ကျွန်တော်တို့ Manchester United နဲ့ Nottingham Forest တို့ရဲ့ပွဲမတိုင်ခင်ပွဲကြုံရင်ခုံတန်လေးပေါ့နော် ဒါပေမဲ့လည်းကျွန်တော်အနေနဲ့ဒီနေရာမှာတချို့တည်င်းလေးတွေလည်းပါသေးတာဖြစ်တဲ့အတွက်ညီကိုအနေနဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါလို့ကျွန်တော်အနေနဲ့မြစ်တာရက်ခံပါရကြ။ကြောက်ပြီပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့အဲဒီ Nottingham Forest နီးပြရှောင်းတိုက်ပေါ့နော်။ရှောင်းတိုက်ကဒီဘဲကကျွန်တော်တို့ Nottingham Forest ကိုမကင်တွယ်ခင်မှာကျွန်တော်တို့နီးပြ MO နဲ့ပတ်သက်တဲ့နီးစနစ်ပေါ့နော်။နီးပြ MO ရဲ့နီးစနစ်ကိုအဲသူ့အနေနဲ့ပြောရမယ်ဆိုရင်ကောင်းကောင်းဝေဖန်ခဲ့တဲ့နီးပြပေါ့နော်။ကြက်ခုတော့သူ့အနေနဲ့ကျွန်တော်တို့နီးပြ MO နဲ့တွေ့နေပြီ။ ရှောင်းတိုင်းမင်းဘာလုပ်ပြမလဲကြည့်မယ်အဲဒါပဲ तू ကဘယ်လိုပြောခဲ့ရအောင်ဆိုတော့ဟုတ်တယ် तू နေနေတာပေါ့နော် Manchester United အသင်းနေနေတာ442နဲ့ तू က Manchester United အသင်းနီးပြဖြစ်မယ်ဆိုရင်442နဲ့ဒါ तू ကင်တွေ့မယ်ဆိုရင်ပေါ့ဗျာ Manchester United နေနဲ့ဒီထက်မကတဲ့နိုင်ပွဲတွေကို तू ယူပေးနိုင်တယ်ဆိုပြီးတော့ဒီဘက်ကအာချောင်ထားတာညီကိုရေပြောရမယ်ဆိုရင်တော့ကဲဟုတ်ပြီအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နီးပြကြီးကလည်းပြန်ပြောတယ်ဗျာဟုတ်ပြီနီးပြ MOU နဲ့ तू နေတော့ထိတ်တိုက်တွေ့နေပြီဒါနဲ့ပတ်သက်လို့နီးပြ MOU ကပြန်ပြောခဲ့တယ် ပထမဦးဆုံးနဲ့ကျွန်တော်ပြောချင်တာကတော့အဲဒီဘဲရှောင်းတိုင်းပြောခဲ့တဲ့လူမျိုးကျွန်တော်တို့အတင်က442နဲ့သာကစားမယ်ဆိုရင်နိုင်ပွဲတွေဒီထက်ပိုပြီးတော့ယူကောင်းယူနိုင်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်အများရန်ပြောခဲ့တဲ့လူပဲတဲ့။ကျွန်တော်အနေနဲ့ကကျွန်တော်ကစားခြင်းတဲ့ပုံစံတစ်ခုကကျွန်တော်မှာရှိပြီးသား။မှန်တယ်ညီကိုတို့ဒါကတော့နေရအမုံကသူကစားခြင်းတဲ့ပုံစံသူတဲခြင်းတဲ့ဖောင်တိုင်းကိုပဲအတင်းကိုတဲသွားမှာ။ဟမ်အဲ့တွယ်လေကျွန်တော်အနေနဲ့ကအချိန်လေးတစ်ခုတော့လိုပါတယ်ဆိုပြီးတော့ပြောခဲ့တယ် ီလိုမျိုးအသင်းကမှန်တယ်ညီကိုကျွန်တော်တို့အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့ United အသင်းကပြောရမယ်ဆိုအရှိမဗျာအရှိကနီးပြားတွေအဲ star player တွေခေါ်တယ်နီးပြားကောင်းတွေခေါ်တယ်ဒါပေမဲ့အလုံးမဖြစ်ဘူးညီကိုကျွန်တော်တို့အသင်းကနော်တော်တော်လေးကိုအလုံးမဖြစ်ဘူးပြန်လဲတိဆောင်းနေရတဲ့ကာလဖြစ်နေတယ်နီးပြား Ferguson နောက်ပိုင်းအလွန်ပေါ့နော်ကျွန်တော်နီးပြား Ferguson ရဲ့ခစ်အလွန်ကနေစပြီးကျွန်တော်တို့ United အသင်းကွဲပြက်ပြက်စီးလာခဲ့တာကဒီနေ့ထက်ထိလို့ပြောလို့ရတယ် အခုတော့ကျွန်တော်တို့အသင်းက၃ဝက်ဆက်နိုင်တဲ့လမ်းကြောင်းမှန်လေးတစ်ခုကိုရောက်တော့မှရှိသေးတယ်ဒါကလည်းကျွန်တော်တို့အသင်းကဖောင်လေးတစ်ခုကမှန်လာလို့ညီကိုရေနော်ဟုတ်တယ်ဒီပြအမ်မိုရင်ကအဲ့အကွဲပြဲတွေကိုဆက်ပြီးတော့ဒီအကွဲပြဲတွေအများကြီးဒီအပြက်စီးအဆုံရှုံးတာတွေအားလုံးကို तू ကဆက်တယ်ဆက်ပြီးတော့သင်းမှာလိုအပ်ချက်တကယ်တမ်းကသူ့အနေနဲ့ကတော်တော်လေးခေါင်းစားတယ်ညီကိုရေနော်အဲ့တော့ခါကြတော့သူကဒီလိုမျိုးတွေလုပ်နေတာဖြစ်တဲ့အတွက်အသင်းကသူ့ကိုအချိန်လေးတစ်ခုပေးဖို့လိုအပ်တယ်ဆိုပြီးတော့သူကတော့ပြောခဲ့တယ်နောက်တစ်ခုက သူကတော့ရှောင်းတိုက်ပေါ်မှာ respect ရှိတဲ့ဒီကိုဘယ်လိုပြောခဲ့အောင်ဆိုတော့အဲရှောင်းတိုက်ကိုသူ့နေနဲ့ကနီးပြတယောက်နေနဲ့ဆိုရင်ပညာရှင်တယောက်နေနဲ့သူကမြင်ုံမြင်တယ်ပြီးတော့ခါကျတော့သူရှောင်းတိုက်ကင်တွေခဲ့တဲ့ပွဲတွေပေါ်တူနဲ့ပွဲတွေဘုံပေါက်တဲ့ပွဲတွေကိုလည်းသူကတွားရောက်ကြည့်ရှုခဲ့တယ်ကျွန်တော်သာရှောင်းတိုက်ကိုဗျာတဲ့ပညာရှင်တယောက်လို့မမြင်မဲနဲ့မမြင်ဘူးဆိုရင်ပေါ့နော်သူကန်တဲ့ပွဲတွေသူ့ရဲ့ပွဲတွေတွေကျွန်တော်ဘာလို့တွားကြည့်နေမှာလဲနော်အချိန်ကုန်ခံပြီးတော့ဒါမှန်တာပဲညီကိုကြီးသူကတော့နီးပြအမ်မိုရင်ကတော့လုံးဝ respect ထားရဲဆိုပေမဲ့နီးပြ ခေါ်တဲ့နီးပြားကတော့ကျွန်တော်နီးပြားပေါ်မှာကျွန်တော်တို့အသိမပေါ်မှာ lower respect မထားဘူးအဲ့လိုမျိုးဝေဖန်ခဲ့တယ်ကဲဟုတ်ပြီညီကိုလေးနောက်တစ်ခုကသတင်းကောင်းပဲအဲ့ဒါကတော့ကျွန်တော်တို့နီးပြားကြီး MOU နေနဲ့အဲကျွန်တော်ရှိမှပြောခဲ့တဲ့ဘုံမောင်နီးပြားကော Arsenal နီးပြား Adidas ကောအဲ့လိုမျိုးနောက်တစ်ယောက်ကကျွန်တော် Aston Villa Aston Villa နီးပြား Emery ရောပါတယ် Manager of the Man မှာကျွန်တော်တို့အောက်တိုဘာတလလုံးရဲ့အကောင်းဆုံး manager suit ကိုကျွန်တော်တို့နီးပြားကြီး MOU ရနေပြီးတော့ ထိုက်ထိုက်တန်တန်နဲ့ရရှိသွားတယ်ဆိုတာလေးကိုညီကိုတွေကိုကျွန်တော်ကဒီညမှာပြန်လာပြောခြင်းပေါ့နော်။ကဲနောက်ထပ်သတင်းကောင်းတစ်ခုကတော့ဒါကတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်ကပေးတဲ့အော်တိုဘာလတလလုံးရဲ့အကောင်းဆုံးဇာတမာစုပေါ့နော်။အဲ့စုမှာဆိုရင်တော့ကျွန်တော်တို့ရှေ့မှာတော့ကျွန်တော်ပြောခဲ့တယ်ကျွန်တော်တို့ဂိုသမားလေးလက်မှတ်ပါတယ်ဒလက်ပါမယ်ကျွန်တော်တို့ပူညာပါတယ်ပေါ့နော်။အဲဒါပေမဲ့လည်းအမ်မူမူကရသွားတယ်ညီကိုတွေနော်။အမ်မူမူအနေနဲ့က ကျွန်တော်တို့အောက်တိုဘာတလလုံးမှာကျွန်တော်တို့သုံးပွဲကစားတယ်သုံးကိုတွင်းနိုင်တယ်ဂိုးဖန်နီမှုကတစ်ချိန်လောက်တယ်ဗောနော်အဲ့ဒီစုကကျွန်တော်တို့အန်ဘူမိုရဲ့ဒုတိယအချိန်မြောက်ရတဲ့မန်ချက်စတာယူနိုက်တက်ကပေးတဲ့ဒုတိယအချိန်မြောက်ရတဲ့စုလို့တော့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဩဂတ်လမှာဆိုရင်အန်ဘူမိုကပဲရခဲ့တာဗောနော်ဒါပေမဲ့ကျွန်တော်တို့စက်တင်ဘာလမှာတော့ကျွန်တော်တို့ဘူနူဖာနန်တက်ကရတယ်အောက်တိုဘာလမှာတော့အန်ဘူမိုပဲထက်ရတယ်ဗောနော်ကဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒါကတော့ EPM ဗောနော် best team ပေါ့နော် PPM best team 2025 2026မှာဆိုရင်တော့ကျွန်တော်တို့အသင်းကကစားသမားတွေကကျွန်တော်တို့3ယောက်ထိကိုပါဝင်နေရညီကိုတွေနော်3ယောက်ပါနော်ကျွန်တော်တို့ဂိုးသမားလေးလန်ဒန်ပါတယ်ညီကိုတွေနော်ကျွန်တော်အသင်းကကစားသမားတွေပဲကျွန်တော်ချက်ပြောလိုက်တော့ပါနော် Bruno Fernandes ပါမယ်ကျွန်တော် MU ပါမယ်ပေါ့နော်ကျန်တဲ့ကစားသမားတွေတော့ကျွန်တော်ဒီနေရာမှာဒီဗီဒီယိုမှာမပြောတော့ဘူးပေါ့နော်ကြောက်ပြီနောက်တစ်ခါတော့ကျွန်တော်တို့အသင်းအနေနဲ့ကဒီနေ့ညမှာကျွန်တော်တို့က forest နဲ့ပေါ့နော် forest ဆိုတော့တောပေါ့နော်တောရှင်းရမယ်ချိန်ရောက်ပြီရှင်းမှာတော့ခြင်သေးတွေဂလုံးတွေနားမလဲဘူးနှက်တွေရောရိုက်ချိုးတာပဲกินတာပဲတော့တာပဲကြော့တာပဲစော့တာပဲအကုန်ဖြုတ်ခဲ့ပြီညီကိုရာဒီနေ့ကတော့အိုက်ကောင်တွေအောင်းတဲ့တောကြီးတစ်ခုလုံးကိုကျွန်တော်တို့မိရှုမလားပြချမလားကျွန်တော်တို့ချက်ကြည့်ရတော့မယ်နေပဲညီကိုရေနော်လုံးဝအဲပြောရမယ်ဆိုရင်တခုတော့ကျွန်တော်အနေနဲ့ဒီဒီဗီဒီယိုလေးမှာကျွန်တော်ချက်ပြောချင်တာကကျွန်တော်အသိအနေနဲ့လုံးဝပေါ့လို့တော့မဖြစ်ဘူးညီကိုရေနော်ဘာလို့လဲဆိုတော့ ဒီ forward အသင်းကတန်းစင်းစုံထဲမှာရက်တည်နေတာတန်းစင်းစုံအသင်းတွေရဲ့ရုံအားကိုလည်းကျွန်တော်နည်းနည်းလေးတော့အစိုးရိမ်ပြီးတယ်ပေါ့နော်ဒါပေမဲ့ဒီကျွန်တော် United အသင်းကဒီတန်ဖို့အဲဒီတန်ဖို့လေးတစ်ခုပေါ့နော်ဒီ momentum လေးတစ်ခုကိုသာကောင်းကောင်းထိန်းနိုင်မယ်ဆိုရင်တော့ပေကြာဘောက်ကကျွန်တော် United အသင်းကကျွန်တော်ရှေ့မှာပွဲကြိုခံမှမှလည်းပြောခဲ့တယ်ဇီဝဇီ2ပေါ့နော်အဲတလုံးမှကိုကျွန်တော်ပြန်မပေးချင်ဘူးပြန်တန်းပြောရမယ်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့အသင်းဒီပွဲမှာကျွန်တော် clean sheet ယူကိုယူရမယ်ကျွန်တော်အနေနဲ့က clean sheet ပေးချင်တယ်ဗျအဲ့တော့ခါကျတော့ စန်ဒါလန်နဲ့ပွဲရလို့ဒါစန်ဒါလန်ပုံစံမျိုးသာဒီဘဲဒီကောင်ဒီကစားလာမယ်ပေါ့နော်ဒီ Northern Forest ကစားလာမယ်ဆိုကျွန်တော်အသင်းကဘိုးပြက်တော်နိုင်တယ်နေဒီကိုတွေနော်အဲဒါမှမဟုတ်လဲကောင်ဒီကောင်နာချောင်းပြီးပြဆော့မဲ့အကောင်ဒီပါအဲ့တော့ခါကျအဲ့လောက်ကြည့်တော့ကျွန်တော်နေခေါင်းနဲ့မရှိဘူး ဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုပဲ respect ထားပါတယ်သူတို့အပေါ်မှာလည်းဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ clean sheet တော့ရအောင်ယူရမယ်ကျွန်တော်တို့တင်လုံးဝပေါ့လို့မရဘူးရှေ့မှာလည်းကျွန်တော်တာတကားတစ်ခုရှိတယ်အဲ့တုန်းကဆိုရင် brandfo ကျွန်တော်3-1နဲ့ရှုံးတယ် brandfo ကအဲ့ကျွန်တော်တို့တင်းကိုမနိုင်ခင်အထိကသူတို့ကတန်းစင်းတော့မှာဝဲလေလေဖြစ်နေရတဲ့ဒါပေမဲ့ကျွန်တော်တို့တင်းကိုနိုင်တယ်နိုင်သွားပြီးတော့ခုကြတော့သူကအဲစစ်နေပါလေထောင်တက်သွားတယ်ဗျာပြည့်ရမလားနည်းနည်းလေးပြောရမလို့အဲ့ဒါပဲဗျာနိုင်ပွဲပဲဗျာအတင်းတင်းကနိုင်ပွဲတစ်ခုရဖို့ပဲအဲ့ပြီးတော့သူတို့ chelsea ကိုနိုင်တယ်အဲအဲ့လိုမျိုးကြီး ပြောချင်တာကသူတို့အတင်းကပြောရမှာဆိုဟိုက်တန်ကိုဖြစ်သွားတယ်သူတို့အတင်းကလုံးဝလာသမားရဲ့ကြားမှာယုံကြည်မှုအဲတခုကိုပေါ့နော်တင်းဝက်တခုကိုသူတို့ကကိုမိုင်းလုံးနိုင်တဲ့ချိန်မှာအတင်းကလုံးဝကောင်းသွားတာဗျာနော်အဲ့တော့ခါကျတော့အဲ့လိုမျိုးမဖြစ်ဘူးလို့လို့ပဲကျွန်တော်အတင်းနေနဲ့လုံးဝမပေါ့ဘူးလို့လို့ပဲနော်ကဲဟုတ်ပြီညီကိုလေးနောက်တစ်ခုကတော့ကျွန်တော်ပေါ်မှာစီပေါ့နော်ဒီဘက်ကဟိုတနေ့ကမှကျွန်တော်အတင်းကိုချီကျူးထားပြီးခုကျတော့ကျွန်တော်အတင်းနဲ့ Nottingham Forest ခံမန်းကိုသူက1-1ဆိုပြီးခံမန်းထားတယ်ညီကို1-1ပါနော်ဟုတ်ပြီ မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့နိုင်ပွဲတွေရပ်တန့်သွားမယ်ဆိုပြီးတော့ခံမှန်းလိုက်တဲ့ပေါ်မှာစင်ပေါ့နော်ဒါကတော့ဒီပွဲမှာတသင်းသင်းနိုင်ရရှိမယ်ဆိုရင်တော့မန်ချက်စတာယူနိုက်တက်တင်မဲ့နိုင်ရရှိမှာပါလေဒါကတော့ तू ပြောမှလာနော်နိုင်မဲ့နိုင်ကတော့ကျွန်တော်ယူနိုက်တက်ပဲနိုင်မှာပေါ့ကဲဒါပေမဲ့တူကရှောင်းရှောင်းတိုက်ပေါ့နော်အဲ့ဆောနာကျွန်တော်တို့ foreign နီးပြပေါ့အဲရှောင်းတိုက်ဘလူးကစားမယ်ဆိုတာကိုသူ့အနေနဲ့သိနေတာဖြစ်တဲ့အတွက်တဲ့ Manchester United အတွက်ဒီပွဲကလုံးဝလွယ်ကူမှာမဟုတ်ပြောချင်တာကဒီဘဲတွေကနောက်ကိုပိတ်ဆော်မယ်ပြီးတော့မှကောင်တာချောင်းပြီးတော့ကျွန်တော်တို့အင်းကိုဒုက္ခပေးမယ်ပေါ့ဗျာပြီးတော့ခါကျတော့အမြင်ပေါ်တွေကျွန်တော်တို့အင်းကနည်းနည်းလေးအနေငယ်လေးအားနေတယ်အဲကျွန်တော်တို့3 back ဖြစ်နေရဖြစ်တဲ့အတွက်ကျွန်တော်တို့ကောင်တာကလည်းတစ်ချက်ကြောက်ရတယ်မြင်မရှင်းထုတ်တာတွေအားနေတာဖြစ်တော့တယ်ဒီလိုမျိုးကစားပုံနဲ့သူကချင်းကက်လာမှာပဲဗျာအဲ့တော့ခါကျတော့အဲ့ဒါကိုသူနည်းနည်းကောင်းကောင်းသိတာဖြစ်တော့ကျွန်တော် United တင်းဆိုဒီဘက်ကမလွယ်ဘူးဘာညာပေါ့ဗျာသူပြောချင်တာကတော့ဟုတ်ပြီ ဒါပေမဲ့ Manchester United အသင်းတွေရာသီကုန်ပါတယ် Champion League ဝင်ဝင်ရဖို့ဆိုရင်ဒီပွဲကဒီပွဲရဲ့ရာလတ်ကအရန်ကိုသူတို့ရေးကြည့်တယ်ဒါကလည်းညီကိုလို့ကျွန်တော်တို့အရန်သူပြောမှမဟုတ်ကျွန်တော်လည်းသိရ Champion League ဝင်ဝင်မပြောနဲ့ညီကိုတို့ပွဲစဉ်တိုင်းဟိုဒါရာလတ်တွေကောင်းနေမယ်ဆိုရင်ဘောနော်တရင်နဲ့အနိုင်နေပဲဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့ Champion League မပြောနဲ့ Champion Title တောင်မှန်းလို့ရတယ်ဗျာဒီ Premier League Title ကြီးကမှန်းပလိုက်လို့ရတဲ့အနေထား ကဲဟုတ်ပြီဒါဆိုရင်တို့ Nottingham Forest ကိုနိုင်မယ်ဆိုရင်ဘောတဲ့ top 5လောက်ထိတို့မှန်းလို့ရတယ်တဲ့ top 5မဟုတ်တော့ဘူးဗျာ Nottingham Forest မဟုတ်တခြားတင်းတွေကိုလည်းကျွန်တော်ကဖြုတ်ပါဗျာအဲ့တော့ခါကျတော့ Champion League မှန်းလို့ရတယ်အဲဒါပေမဲ့လည်းတို့အနေနဲ့ဒီပွဲမှာတော့နိုင်ရအောင်ခက်ခဲမှာပါဆိုပြီးပေါ်မှာဆင်ပြောသွားခဲ့တယ်ကဲဟုတ်ပြီညီကိုရေကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲရှေ့မှာတော့ကျွန်တော်တို့ခြင်လေးပြတယ်ခြင်လေးအနီစိတ်ဝင်စားကိုကျွန်တော်တို့ကအကုန်လုံးကိုဖြုတ်ခဲ့တယ်မှတ်တယ်လဲကြော်တယ်กินတယ်လှော်တယ်ပေါ့နော်ဒီတစ်ခါတော်အိုက်ကောင်နေအောင်မဲ့တော်ကြီးတစ်ခုလို့ကျွန်တော်ဒီနေ့ရှင်းထုတ်မယ် နောက်တစ်ခုကကျွန်တော်တို့နောက်လာမယ့်ရှင်းရနေ့ဒီဒီနေ့တရနေ့ညီကိုတွေကရှင်းရနေ့မှာဆိုရင်ကျွန်တော်တို့အတင်းတွေရှုံးကြီးဆက်စရာအများကြီးရှိတယ်အခုဒီတော်ကြီးတစ်ခုလုံးကိုကျွန်တော်ရှင်းရမယ်ဆိုတာလည်းအကြောင်းရင်းရှိတယ်ပြီးခဲ့တဲ့ຢာဒီကကျွန်တော်တို့အတင်းကနှစ်ကြော်လုံးကိုရှုံးခဲ့တာညီကိုတွေဒီတဲ့ကိုနော်နှစ်ကြော်လုံးရှုံးခဲ့တာအဲ့တော့ခါကျတော့ဒီနေ့သူတို့ရဲ့အိမ်ငွေးမှာကျွန်တော်တို့ကပြန်ပြီးတော့အနိုင်ယူပြီးတော့ကျွန်တော်တို့လည်းရှုံးကြီးဆက်ဖို့လုပ်တယ်နော်ကဲနောက်တစ်ခုကတော့အဲ့ရှင်းရနေ့မှာတွေ့မဲ့ကောင်တွေကလည်းကျွန်တော်တို့ဆက်ပါအတင်းမယ် ဒီနှက်တွေပေါ့ဗျာဒီနှက်တွေတန်နေရာကြီးလဲနေရာဒီကောင်းလေးကိုကျွန်တော်တို့ထပ်ဖြုတ်ရမှာဗျာဒီကောင်းလေးတွေကလုံးဝကြီးမားတဲ့ရံကျွေးရှိတယ်။ဘာလဲဆိုတော့ Europa League 5ကျွန်တော်ခုထိမမေ့သေးဘူးကိုကျွန်တော်အိုက်ပွဲကိုခုထိလုံးဝမမေ့သေးဘူးကျွန်တော်အနေနဲ့ကကျွန်တော်ရဲ့ personality ကလုံးဝမေ့ဖြောက်လို့မရဘူး။အိုက်ပွဲမှာကျွန်တော်တို့အသင်းက1-0နဲ့ရှုံးခဲ့တယ်ဗျာအဲ့ရှုံးကြီးကိုကျွန်တော်တို့ဆက်ဖို့တော့ဒီပွဲကိုကျွန်တော်အနိုင်ရဖို့လိုတယ်။ဒီပွဲကိုနိုင်ရမယ်ဆိုရင်လုံးဝ high tempo အဲနောက်တစ်ခုရှိသေးတယ်ညီကိုလေးဒီပွဲကိုနိုင်မယ်ဆိုရင်၄ပွဲဆက်နိုင်ဖြစ်မယ်စပားကိုနိုင်၅ပွဲသဘင်ညက်မယ်ဆိုတဲ့ဘဲရှိတယ်သဘင်ညက်မယ်ဆိုတဲ့ဘဲရှိတယ်အဲသဘင်ညက်မယ်ဆိုတဲ့၅ပွဲဆက်နိုင်ရမှာသဘင်ညက်မယ်ဆိုတဲ့ဘဲကိုလည်းကျွန်တော်သဘင်ညက်ပြီးကိုလိုသေးတယ်ညီကိုလေးရာအဲ့တော့ခါကျတော့ကျွန်တော်အနေနဲ့ကတော့လုံးဝဒီပွဲမှာပြောချင်တာကကျွန်တော် United သင်းလုံးဝမပေါ်ဆပါနဲ့အကောင်းမှုဆုံးနဲ့အကောင်းဆုံးကြိုးစားပြီးတော့ဆော့နိုင်မယ်လို့လည်းကျွန်တော်အနေနဲ့ယုံကြည်တယ်နောက်တစ်ခုကဒီပွဲသင်းလေးမှာကျွန်တော်အနေနဲ့ ဝက်လောက်စီစဉ်လေးလည်းရှိမယ်ညီကိုလေးနော်ဝက်လောက်စီစဉ်လေးမှာအဲဒီပွဲလေးမှာမဟုတ်ညီကိုလေး United ပွဲရှိတိုင်းကျွန်တော်ယူဝက်လောက်စီစဉ်လေးလုံးမှာပေါ့နော်အဲ့တော့ခါကျတော့အဲတချို့ညီကိုလေးတယောက်တည်းဘောလုံးပွဲကြည့်ရတာပြင်းနေဆိုရင်ကျွန်တော်နဲ့အတူတူအဲဝက်လောက်စီစဉ်လေးမှာလာပြီးတော့ join ဖို့ကျွန်တော်အနေနဲ့ဒီ video လေးကနေပြီးတော့ပဲဖိတ်ခေါ်တယ်ပေါ့နော်ကဲဟုတ်ပြီညီကိုလေးကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ရှုပေးတယ် Manchester United ကိုချင်းမြတ်နိုးတဲ့ညီကိုမောင်မတယောက်ချင်းဒီတိုင်းကိုကျွန်တော်အနေနဲ့ဒီနေ့ကနေပြီးတော့တကယ်ပါညီကိုလေးနော်လိုက်လိုက်လေးလေးကိုကျေးဇူးအထူးတင်ရှိပါတယ် ကဲဟုတ်ပြီကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းဒီကိုလေး like and subscribe လေးလုပ်ခဲ့ဦးတော့မမေ့နိုင်အောင်နော်